င်းပွေဆိုတဲ့ကလေးမလေးကမမြင်ရတဲ့စုံတယောက်ကိုစကားပြောနေတယ်။နင်းပွေမှာမောင်ညွဆိုတဲ့ကိုတယောက်ရှိပြီးတော့မိဘနှစ်ပါးနဲ့အတူတူနေထိုင်ကြပါတယ်။သူတို့အိမ်မှာတခြားမိသားစုတခုလည်းရှိပြီးအကုန်လုံးကမိသားစုဝင်တွေလိုပဲခင်မြင်ကြတယ်။တခြားမိသားစုကသမီးဖြစ်တဲ့မိလာကနင်းပွေလေးကိုသူ့ကိုမောင်ညွထဲတောင်ပို့ချစ်ပါတယ်။မိလာနဲ့မောင်ညွကြားမှာအဆိုင်ကလေးရှိနေပြီးတော့စကားသိမ့်မပြောကြပါဘူး။နေဝဲမှာမောင်ညွចောင်းသွားတတ်မဲ့အချိန်မှန်နေနဲ့မိသားစုတွေပါတီလုပ်ကြတယ်။တခြားသူတွေပြောနေကြပြီးမြင်နင်းပွေလေးကတော့သူ့ကိုနဲ့မခွဲချင်လို့ဝမ်းနဲ့နေပါတယ်။စိတ်ကောက်ပြီးတော်တဲ့ထွက်သွားတာမလို့မောင်ညွကိုရိုင်းမဲလိုက်ချွရတယ်။နောက်နေ့မှာတော့မိဘတွေပြင်သွားလို့နင်းပွေလေးကိုမိလာကဆောင်ကြည့်ပေးရပါတယ်။မောင်ညွက မိလာကိုရင်နှုံးကလိုက်ခဲ့ပြီးမြင်းခံလိုက်ရတာပါ။ညဘက်မှာတော့နှင်းပွင့်လေးကိုမိလာကပုံရင်ဖတ်ပြပြီးတော့ချော်သိပ်ပါတယ်။နှင်းပွင့်လေးကမအိတ်ခင်မှာဒေါရီကသူ့စင်ငယ်ချင်းအကြောင်းကိုပြောပြတယ်။အခြားသူတွေကစိတ်ကူးယဉ်ပြီးပြောနေရလို့ထင်ပေမဲ့မိလာကတော့ယုံပြလိုက်လို့နှင်းပွင့်လေးကပြောသွားပါတယ်။နောက်နေ့မနေ့မိဘတွေပြန်ရောက်လာချိန်မှာတော့နှင်းပွင့်လေးကပျောက်ဆုံးလို့နေပါတယ်။မိဘတွေလည်းစိတ်ပူပြီးတော့မိလာအိမ်မှာရှိနေလားသွားကြည့်ပေးမယ်မရှိနေပြန်ပါဘူး။အကောင်လုံးကပြပြတလဲနဲ့လိုက်ရှာနေကြပေမဲ့မောင်ညိုကတော့ထူးဆန်းစွာပဲအေးအေးဆေးဆေးဖြစ်နေပါတယ်။ကြောက်တော့သူရှာရင်တွေ့ဆိုလို့ပဲနောက်ဆုံးမှတော့နှင်းပွင့်လေးကိုရှာတွေ့ခဲ့ပါတယ်။ကျန်တာရောက်လာပေမဲ့နှင်းပွင့်ရဲ့ပုံစံကတမျိုးဖြစ်နေပါတယ်။ကိုယ့်အခန်းကိုတောင်းပန်နာရှိနေမှမသိ ည်လို့အကြိုက်ဆုံးစားစာတွေလည်းမစားတော့ပါဘူး။ကတ်တုန်းကားတွေလည်းမကြည့်တော့ဘဲနဲ့တောကောင်တွေချင်းချင်းကိုက်ဖြတ်နေတာဟုသာကြည်ပါရယ်။တ냐မှာတော့မောင်ညိုလည်းမတင်ကြတာနဲ့နှင်းမွေလေးကိုသွားချောင်းကြည့်နေပါရယ်။ကောင်မလေးကမှန်ရှိမှတယောက်တည်းရက်ပြီးတော့ပြုံးဖြူနေပါရယ်။မောင်ညိုချောင်းနေရာကိုလည်းတီးသွားပြီးမျက်လုံးနဲ့ကြည့်နေပြန်လှည့်ကြည့်ပါရယ်။မောင်ညိုလည်းကြောက်ပြီးတော့ချက်ချင်းထွက်ပြေးပါရယ်။အတန်ကြားလို့မိဘတွေရောက်လာချိန်မှာနှင်းမွေလေးကပုံမှန်တိုင်းပဲပြန်ဖြစ်နေပါပြီ။မောင်ညိုကတော့နှင်းမွေလေးကိုမကောင်းစွာတကောင်ဝင်ပူကတ်နေရဲ့လို့ထင်သွားပါရယ်။နောက်နေ့မှလည်းနှင်းမွေကနောက်ဖေးပန်းညံတွေကပိုးကောင်တွေကိုအစိမ့်လိုက်ဝါစားနေပြန်ပါရယ်။တကခုခုဖြစ်နေတာကိုတီးတဲ့မောင်ညိုလည်းညဘက်မှာတော့တော်ရဲကိုတယောက်တည်းသွားပြီးတော့ဆက်စုပါရယ်။ဘ အောင်မတွေ့မလာရဘဲနဲ့ဟိုဘက်အင်ကမိလာကကြောက်စရာကောင်းတဲ့ပုံနဲ့စူးစမ်းကြည့်နေလို့ပြန်လှည့်လာရပါတယ်။နောက်ရက်မှာတော့စိတ်ပြေလက်ပြောက်ဖြစ်အောင်ဘာသွားပြီးတော့ဖွင့်ချောင်းပါတယ်။စကီလေးတပွေနဲ့နှက်မဲ့ကြံကမှာအမြင်အယုံထဲမှာကောင်းကွင်းနေတဲ့နှင်းမွေလေးကိုတွေ့လိုက်ရပါတယ်။ကြော်နေရင်တန်လန်းထွက်ပြေးလာရပြီးတော့စမူလဲငတ်သွားခဲ့ပါတယ်။အင်ပြန်လာနေတဲ့ကားနောက်ခန်းထဲမှာနှင်းပွင့်ကိုတွေ့လိုက်ရပြန်ပါတယ်။ကြောက်လန့်သွားတာကြောင့်ကားမောက်သွားပြီးတော့လူကိုတော့မထိခိုက်မိလိုက်ပါဘူး။နှင်းမွေလေးကိုလည်းမတွေ့ရတော့ဘဲနဲ့ခဏအကြာမှာတော့ကင်းလက်နေတဲ့ရဲရဲရောက်လာပြီးတော့ခေါ်ဆောင်သွားကြတယ်။မိဘတွေကတော့မောင်ညိုအယံမှုပြီးတော့ကားမောက်တယ်ပဲထင်နေကြတာပါ။နှင်းပွင့်လေးရဲ့ဒူးဆန်းတဲ့ပြုတ်မှုတွေအကြောင်းပြောပြပြီးမှဘသူကမှမယုံကြပါဘူး။မိလာကလည်း ည်းလူရဲနဲ့တိတ်ပြီးတော့အဆက်ဆံမလုပ်တော့ဘဲနဲ့တယောက်တည်းအခန်းအောင်လာပါတယ်ဒီသတင်းကိုကြားတော့မောင်ညိုလည်းတိကျင်စောနဲ့မိလှကိုချောင်းကြည့်ခဲ့ပါတယ်ခုဘာသာအနာတရားဖြစ်အောင်လုပ်နေရမြင်တော့တားဆီးဖို့ထွက်သွားပါတယ်အခုလိုမောင်ညိုရဲ့တားဆီးမှုကြောင့်မိလှကိုအချိန်မီဆေးရုံတင်နိုင်လိုက်ပါတယ်မိလှရဲ့မိဘတွေကတော့ကျေးဇူးတင်ညာပြီးတော့မောင်ညိုလည်းတစ်ခုဖြစ်တော့မယ်လို့ခံစားနေမိပါတယ်မောင်ညိုတယောက်တည်းနှင်းပွင့်လေးနဲ့မိလှတို့အတူတူပြောခဲ့ကြတဲ့ရက်တွေကိုပြန်လည်တွေ့တော့နေမိပါတယ်ဒီလိုနဲ့တရားပြတရားပုံမှန်ဖြတ်တန်းလာရင်တရားမှာတော့မိဘတွေကအလောက်ကိစ္စနဲ့ခီးချထွက်ဖို့ဖြစ်လာတယ်တအိမ်လုံးမှာသူတို့မောင်နှမနှစ်ယောက်တည်းရှိနေတဲ့အချိန်မှာတော့မောင်ညိုလည်းနှင်းပွင့်လေးကိုစတင်စီမိပါတော့တယ်နှင်းပွင့်လေးကလည်းမျက်လုံးနဲ့နှစ်ယောက်ဖြစ် ြစ်လာပြီးတော့သူ့ကိုယ်သူနှင်းပွင့်မဟုတ်တာဝန်ခံပါတယ်။တခုခုလိုချင်လို့ပူကတ်နေတာမဟုတ်ဘဲနဲ့လှုပ်ရှားရှိလို့ခဏလာနေတာလို့ဆိုပါတယ်။ဒီအချိန်ပြင်မမှာမိလာရောက်နေပြီးတော့မျက်လုံးစင်းကြီးနဲ့စိုက်ကြည့်နေပါတယ်။အောင်ညူကလည်းမိလာကိုပါထွက်တွေ့ပြီးတော့စုငေါက်ကနင်းတို့ဘာလို့ချင်တာလဲဆိုပြီးတော့မေးမြန်းပါတယ်။ဘသူကမှပြန်မဖြစ်လို့မောင်ညူလည်းစင်းကြီးကြီးနဲ့ရေဝင်ချိုးနေလိုက်ပါတယ်။ရှိမြအာကုံမွေးပြီးတော့တိုက်ခိုက်မယ်လို့ဆုံးဖြတ်ကနင်းပွင့်ခံတဲ့ကိုဝင်သွားပါတယ်။ကောင်မလေးကအရှိမနေတော့ဘဲနဲ့ရန်မာတော့တော်ရဲကရှုခင်းနေကြအောင်ပကြီးဆွဲထားပါတယ်။ပကြီးရဲ့အားလုံးကနေရာတစ်ခုထဲဖြစ်နေရသည်ဓာမီသွားချိန်မှာတော့သွားကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီနေရာကိုရောက်ချိန်မှာတော့တခုရှိနေတာကိုသိတဲ့အတိုင်းမြေကြီးတွေကိုတူဖော်ပါတော့ ော့တယ်။မြေမြောက်ခံထားရတဲ့နှင်းပွင့်လေရဲ့အလောင်းကိုမြင်လိုက်တဲ့အချိန်မှာတော့မောင်ညိုလေးဝမ်းနဲ့လာပါတော့တယ်။တကယ်တမ်းမှာတော့နှင်းပွင့်လေကိုသက်သွားသူဟာတခြားသူမဟုတ်ဘဲနဲ့မောင်ညိုကိုယ်တိုင်ပါပဲ။နှင်းပွင့်လေပေါ်လာပြီးတော့အဲ့နှစ်ကအဖြစ်ပြက်တွေအားလုံးကိုသူမြင်ခဲ့ရတယ်လို့ဆိုပါတယ်။နှင်းပွင့်ကိုယ်တဲ့ကိုရောက်နေသူဟာနှင်းပွင့်နဲ့ခင်မင်စကားပြောနေတဲ့တောဆောင်နဲ့ပဲဖြစ်ပါတယ်။တောဆောင်နဲ့ကနှင်းပွင့်ပုံစံဖန်ဆင်ပြီးမောင်ညိုနောက်နှားရအောင်လို့ခြောက်လန့်နေခဲ့တာပါ။မောင်ညိုကိုမတက်ဘဲနဲ့နှင်းပွင့်လေနဲ့ပြောကြတဲ့အမှတ်တရတွေကိုထပ်မံပြသလိုက်ပါတယ်။ပထမတစ်ခါမိသားစုရဲ့ပြင်သွားတဲ့နေ့မှာကိစ္စတွေအားလုံးဖြစ်ပြက်သွားတာဖြစ်ပါတယ်။အဲ့နှစ်ကနှင်းပွင့်လေကအိပ်ပြောသွားခဲ့ပြီးတော့မိလာရဲ့အော်တန်ကြောင့်နုလာခဲ့ပါတယ်။အောက်ထပ်ကိုရှင်းကြည့်တဲ့အချိန်မှာမိလာကိုမ ဖွဲ့မရလုံနေတဲ့မောင်ညိုကိုမြင်လိုက်ရတယ်။နှင်းမွေလေးကကြောက်လန့်ပြီးမလုပ်ဖို့တားမိနေရမလို့မိလာလဲထွက်ပြေးလိုက်နိုင်သွားပါတယ်။မောင်ညိုလက်ဒီကိစ္စတွေကိုပြန်မပြောဖို့နှင်းမွေကိုစူငေါပြီးတော့ချင်းချောင်းနှုတ်ပိတ်တယ်။နှင်းမွေကကြောက်လန့်ပြီးတော့တော်ရဲကိုထွက်ပြေးသွားလို့နောက်ကလိုက်ဖျက်ရပါတယ်။ပြေးလွားရင်းနဲ့ချေချော်လဲကြသွားပြီးတော့ခေါင်းဆောင်မိကထဲရသွားပါတယ်။မောင်ညိုသာကယ်လိုက်ရင်အသက်ရှင်နိုင်တယ်ဆိုပေမဲ့သူ့လိုရက်တွေထွက်ပေါ်လာမှဆိုလို့မကယ်ပဲဖြစ်ထားခဲ့ပါတယ်။နှင်းမွေလေးတည်သွားတော့မှအခုနေရာမှာမြေမြုပ်ပြီးတော့အလောင်းဖြောက်ခဲ့တာပါ။ဒါကြောင့်မလို့နှင်းမွေလေးပြောက်လာတော့မောင်ညိုကမျက်စိမျက်နှာပြက်သွားတာဖြစ်ပါတယ်။မိလာကိုယ်တိုင်ကလည်းဒါတွေကိုရိမ့်မိနေခဲ့ပေမဲ့သူ့အတင်းရင်နဲ့ဒုက္ခရတာကိုလူသိမှဆိုပြီးတော့ရင်ကုန်နှုတ်ပိတ်နေခဲ့တာဖြစ်ပါ ါတယ်။နောက်ဆုံးမှာတော့မိလာလည်းတတိရှိသွားပြီးတော့အမှန်တရားတွေကိုထုတ်ပြပြလိုက်ပါတော့တယ်။မောင်ညိုလည်းသူညီမလေးကိုလုံမီးရဲ့အတွက်တစ်သက်လုံးနောင်နာတွေရသွားပါတော့တယ်။လူဦးကြီးမင်းတို့လည်းတောတောင်းနဲ့လို့စွမ်းနေရချင်တော့တောင်မြုံမှာသွားပွင့်လိုက်ကြပါ